လူတယောက်မှာအသက်ရှင်တန်နေရတယ်မသေးသေးဘူးဆိုတဲ့တိုင်အောင် လူသားတယောက်ရဲ့အခြေခံဇာတိတလောက်ကိုမှမစွမ်းနိုင်တော့ဘူးဆိုရင်အဲ့ဒီလူရဲ့ရှင်တန်နေရခြင်းဟာအနှစ်သာရမဲ့ပြီးလူအရာကျသွားပြီလို့ဆိုရမှာပေါ့ကိုယ့်ရဲ့ရှင်တန်မှုကလွဲပြီးဘသူအပေါ်မှာမှမစားနာသလိုကိုနဲ့ကိုယ့်ဘက်သားတွေဘလို့မတရားလုပ်လို့မျက်ွယ်ပြုလိန်ညာဖုံးဖိတိုက်တွန်းအားပေးဆိုတာမျိုးတွေလှုပ်လာပြီးဆိုရင်တော့ ကဘာဦးလူသားတွေလိုအရင်ဆိုင်တက်တက်ပဲဖြစ်သွားပြီပေါ့မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကဆရာမမတ်တီရာစံချောင်းရဲ့အရင်ဆိုင်များအတွက်မိကုံများဆိုတဲ့ဆောင်းပါးလေးဖြစ်ပါတယ်တပင်းမြို့နယ်အိုထိန်တွင်းရွာ စာတင်ချောင်းကိုဘုံကျဲမှုဖြစ်စဉ်မှာ အသက်၈နှစ်အရွယ်ចောင်းသူចောင်းသားကလေးများကနေ့ အသက်30နှစ်ဝန်းကျင်ဆရာမလေးတွေတည်ဆုံခဲ့ရပါတယ်။စုစုပေါင်း22ဦးတည်ဆုံခဲ့ရပြီးတော့50ဦးကျော်ပြင်းထန်တန်ရာရခဲ့ပါတယ်။ဒီစာတင်ကျောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့စာတင်ကျောင်းဖြစ်ပြီးတော့ဘုံကျဲတံတွေကိုစိုးရိမ်လို့နေရာဒီကာလမှာ ဖွင့်လှစ်တင်ကြားနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကျဲချတဲ့ဘုံဟာအစင်းစင်ပေါက်ကွဲတတ်တဲ့ cluster ဘုံအမျိုးအစားဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒီဖြစ်ရပြီးပေါ်ထွက်လာတဲ့ဓာတ်ပုံသတင်းတွေကို ကြည့်ရင်အရင်ရင်ကဘုံကျဲဖြစ်စဉ်တွေလိုပဲ အများစုတည်ဆုံးကြသူတွေဟာတာမန်အယတားကလေးတငယ်များဖြစ်နေပါတယ်။ဒါကြောင့်လူများစုကစိတ်ထိခိုက်ကြေကွဲရသလိုစင်ကြင်တုံတရားမဲ့စွာရက်ဆက်နိုင်ကြတဲ့စကားစလေးတက်ကိုဒေါသဖြစ်ကြရပါတယ်။ဒါပေမဲ့ဒီရက်ဆက်မှုဟာအဲ့ဒီနေရာမှာမရက်နေပါဘူး။ဒီသတင်းနဲ့ပတ်သက်ပြီး စကားစကိုတိုင်းနဲ့စကားစကိုထောက်ခံဝန်းရံသူတွေရဲ့တုံ့ပြန်မှုတွေကပိုပြီးတော့ပတ်ဆက်နေတာတွေ့ကြရပါတယ်။တုံ့ပြန်ပုံကအ ਨੇ စုံနှမျိုးဖြစ်နေပါတယ်။တစ်မျိုးကတော့ဒါဟာစကားစကလောက်တာမဟုတ်ဘဲ PDF တွေရဲ့စမ်းသပ်ထားတဲ့ဘုံက ပောက်ကွဲမှုဖြစ်တာလို့ဆိုပါတယ်။နောက်တစ်မျိုးကတော့ PDF တွေစုနေတဲ့နေရာလို့ယူဆရတာမို့ခုနောက်ပိုင်းသုံးတဲ့ဘုံတွေကလည်း လူစုလူဝေးရဲ့အကိုအပူချိန်ကိုမှတ်သားပြီးချိန်ရွယ်ပောက်ကွဲတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်တပ်ပုံတွေတဲကကလေးတငယ်တွေရဲ့ရုပ်လောင်းတွေဟာတက်ရက်နေတယ်လို့တကယ်မသေးပဲစင်ရိုက်ထားတာဒီအချိန်ຫນွေချောင်းပိတ်ရက်မှာကြောင်းဖွင့်တာဟာမဖြစ်နိုင်တာလို့ဆိုတာမျိုးတောင် ရှိပါတယ်။ဒီလိုဇက်လန်းစင်လိညာဖုံးဖိမှုတွေဟာဒီတစ်ချိန်မှာတင် ဖြစ်တာမဟုတ်ဘဲရှေ့က၄နှစ်ကျော်ကာလအတွင်း အကျဉ်းထောင်ချီခဲ့တဲ့ဘုံကျဲမှုတိုင်းမှာလည်းဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့စကိုင်းငလျင်လှုပ်တဲ့နေ့ကစကစပြောရေးဆိုခွင့်ရှိသူနဲ့အကြစီရတရင်တောက်တွေးဆောင်ကမ်းမှာပစိကြီးဘုံကျဲမှုတွင်ကလေးငယ်တွေတည်ဆုံကြရတဲ့ကိစ္စဟာဖြစ်တဲ့ရဲ့လားလို့အမေကို ပီရီယက်ကိုထောက်ခံအားပေးနေရင်အခုလိုစိတ်ရက်ဘေးထွက်ဆိုးကျိုးမျိုးကို တွေ့ကြုံရမှာမဆန်းပါဘူးလို့သဘောရတဲ့အဖြစ်မျိုးနဲ့ တုံ့ပြန်ခဲ့ပါတယ်။တနည်းအားဖြင့်ကလေးသောပါသောနားမလည်ဘူး။ပီရိယကိုအားပေးတဲ့သူတွေလို့ယူဆရင်တော့ဘုံကျဲတာသေးတာဟာ ထိုက်တန်တယ်လို့ဆိုခဲ့တာပါ။တနည်းအားဖြင့်စကားစတက်တွေဘုံကျဲခဲ့ကြောင်းအတီးပြုတ်ပေးခဲ့တာပါ။ဒီတော့ပီရိယတေစူဝေးနေတဲ့နေရာလို့ယူဆပြီးဘုံကျဲတယ်ဆိုတဲ့ဇက်ကြောင်းတွေကို ပြောတာကိုထောက်ခံသူတွေကို မေးစရာရှိလာတာကစာသင်ကျောင်းအဆောက်အဦဆိုတာ ဂရီမျက်စိနဲ့ရော drone monitor မှာပါထင်ရှားသိသာနိုင်ပါရဲ့နဲ့ period တွေကြီးတက်တက်စူဝေးနေမဲ့နေရာလို့ယူဆတာလားလို့ပါကုပူချင်းအာယုံကံဘုံကိုတုံးနေဆိုရင်လဲစာတင်ချောင်းလိုနေရာမျိုးမှာလူစုလူဝေးရှိနေတဲ့အထက်ကလေးတငယ်တွေလို ကိုခန္ဓာအရက်စားတွေကိုပါတွေ့နေရပြီဆိုရင်ဒါဟာတိကျတဲ့စည်ရည်ပြတ်မှတ်နေရလားဝေဝါးနေတဲ့ နေရာလားဆိုတာကို အရင်စဉ်းစားရမှာကလေရင်မောင်းသူ drone မောင်းသူ စကားစတတ်သားတွေပဲဖြစ်ပါတယ်ဘုံကသူ့လိုလို ခုံပေါက်စင်းသွားတာမျိုးမှမဟုတ်ပဲပီရီယတ်တွေကစမ်းတတ်တဲ့ဘုံ ပေါက်တာပါဆိုတဲ့ဇာတ်ကြောင်းပြောတဲ့သူတွေနဲ့ထောက်ခံယုံကြည်သူတွေအနေနဲ့လဲအဲ့ဒီစမ်းတတ်ဘုံဆိုတာဟာလူ22ဦးလောက်ပွဲချင်းပြီးသေဆုံးပြီးလူ90ကျော်ပြင်းထန်ဒဏ်ရာရလောက်အောင်ပြင်း ထန်နိုင်မလားဆိုတဲ့မေးခွန်းကိုဖြေကြည့်ပါ။ကျန်တဲ့ဇာတ်ကြောင်းတွေပြောတာတွေကတော့ပြန်လည်မေးခွန်းထုတ်ချင်စရာမလိုပဲမလိုလောက်အောင်ကိုအောက်တန်းကြကြတွေးခေါ်ရေရွတ်နေတာတွေဖြစ်ပါတယ်။ဒီတော့စကားဆလီတက်ကအစင်းမြင့်ဆုံးအရာရှိအစင်းကနေတတအောက်ချီအစင်ထိစစ်ကြွန်တွေအလုံးစစ်တိုက်တာကို လူတက်တာပဲလို့နားလည်နေတဲ့လူအရာကြနေသူ အရင်ဆိုင်ဆင့်ပဲရှိနေတာသိကြပါဗျ။ ငါတို့အနိုင်ရဖို့ငါတို့စကားစတဲ့အာနာတီမြဲဖို့ဘဲပြည်သူကိုမဆိုးတက်ဖြတ်ကြရမယ်လို့တွေးထင်နေရင်လေပြန်စင်းစားစရာလေးတွေရှိနေပါတယ်ဒီနေ့အထိစကားစတတ်သားတွေမတရားတက်ဖြတ်လို့သေးတဲ့ပြည်သူရေတက်ဟာတောင်ကနန်းကတ်နေပါပြီစကားစကနိုင်နေပြီလေစစ်မှုမထမ်းမနေရလို့အတင်းကျပ်လုံနေရတာကိုကငါတို့မှာလူဝင်အားတောင်မလုံးလောက်တော့ဘူးလို့ဝန်ခံနေကြရတာမဟုတ်ပါဘူးလား ေဆုံးငရတဲ့တာမန်ပြည်သူတွေတဲမှာကလေးငယ်ပေါင်းထောင်ချီပြီးပါဝင်နေတာဟာအနာဂတ်ကောင်းတွေတည်ဆောင်လာပေးနိုင်အောင် အားထုတ်နေတာတဲ့လားအခုနောက်ပိုင်းမှာလက်နှချစကားစတသားနဲ့မိသားစုတွေကိုပါဘုံကျဲပြီးတော့လက်စဖြောက်နှုတ်ပိတ်ဖို့လှုပ်လာတာကရော လေတကြီးရဲ့တစ္ဆာတော်ထံအားထုတ်မှုတွေတဲ့လားမြေပြင်မှာ သူသေးကိုယ်သေးအနိုင်တိုက်ဖို့မတက်နိုင်တော့တဲ့အခါ ငါတို့အပေါ်နိုင်တဲ့သူတွေကို အားပေးထောက်ခံတဲ့ပြည်သူမှန်သမျှကိုတတ်ဖြတ်တာဟာစစ်နိုင်အောင်ကြိုးပမ်းမှုပဲလို့တကယ်ယုံကြည်နေကြတာလားလွတ်လပ်သွားတဲ့နေမျိုးတွေကိုဘုံကျဲပြီးဒေသခံလူတို့ကိုဒုက္ခပေးရတာဟာ စကားစလေတဲ့နဲ့ကြံစကားစတစ်ခုလုံးရဲ့ဘဲစိတ်ပိုင်းကိုများအားသာသွားအောင် လုပ်ပေးနေပါသည်လေ ငါတို့မအုပ်ချုပ်ရရင်ဘသူမှလည်းအုပ်ချုပ်လို့မရစေရဘူးလို့ကြီးရွယ်ပြီး အုပ်ချုပ်ခံလူတို့ပြုံတီးသွားအောင်လုပ်နေတာဟာစကားစားရဲ့အာနာတီမြဲရည်တွေဘလို့များအထောက်ကူပြုသွားပါသလဲလက်လွတ်လိုက်ရပေမဲ့ပေါ့ဖော်ကြီးအာကိုနဲ့မြို့ဆိုင်ပုံမှာတပြေပန်းကန်းနဲ့ပြန်ပတ်ခွင့်ရအောင်လုပ်နိုင်သားပဲလို့တွေးနေတာဟာကမ္ဘာအဆင့်နံပါတ်တစ်ခုချိတ်ဖို့ထိုက်တန်တဲ့စစ်တပ်မျိုးရဲ့အမျှော်မြင်တယ်လား စကားစအကြောင်းမတည့်ရေးလှုံ့ဆော်ခဲ့ကြတာဟာနိုင်ငံအနာဂတ်ကိုတတ်တာလို့ပြောခဲ့ကြသလောက်ပညာရေးဆိုတဲ့လူရပိုင်ခွင့်အတွက်စကားစစီစဉ်တိုင်းမဟုတ်ဘဲစီမံထောက်ကူပေးတဲ့အစားတင်ကြောင်းတွေဘုံတံခံရတာကိုမမြင်ချင်းအောင်ဆောင်ရတာဟာနိုင်ငံအနာဂတ်ကိုပူပန်တတ်တာတဲ့လားဒီလောက်ဗျမ်းမရာရက်ဆက်ကြံကြုတ်တဲ့စကားစဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အရေးဇွဲပေါ်တက်ပြီးဆွေးနွေးနိုင်လောက်တဲ့တတိနဲ့စွမ်းရည်ရှိနေတဲ့အစုဖွဲ့တယ်လားပြည်တွင်းငြိမ်းချမ်းရေးမရတာဟာစည်ရေးတိုက်ပွဲကြောင်းလို့အတွေးတိမ်တိမ်တွေးနေကြပြီးဇွတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ကြဖို့နေပေါင်းဆောင်နဲ့ဆွဲဆောင်စည်းရုံးနေကြသူတွေကရောအပြစ်ကတ်ရစဲရေးအတွက်ဘသူကိုအရင်တိုက်တွန်းပြောဆိုရမယ်ဆိုတာကိုမသိကျင်အောင်စောင့်နေကြတော့မယ်လားလက်နက်ဟာအပြည့်မဟုတ်ဘူးလို့ တကယ်သဘောပေါက်ရင် လက်နက်ကိုဗယံမရာတုံးနေတဲ့စကစကိုဘာတခုမှမဟာရဲပဲကြံအစုဖွဲ့တွေကိုပတ်ရန်ဇွတ်ပြောဇွတ်အပြစ်ပြောနေကြယုံနဲ့အပြေထွက်လာပြီး အနာဂတ်ကြီးကောင်းသွားမယ်လို့တကယ်ယုံကြည်နေကြတာလားဘသူဘမမရက်တီပဲပြည်တွင်းချင်းချင်းရစ်အတွက်လှုပ်ပင်းနေတာပါဆိုတဲ့တရုတ်နိုင်ငံကြီးကရော ထောင်နဲ့ကြီးတဲ့ကလေးတငယ်တွေကိုတပ်ဖြတ်ရက်ဆက်ခဲ့တဲ့ ထစ်မိပုံးတွေတရုံးတွေရောင်းပေးလိုက်ရတာအဖြစ်ထုတ်ပေးလိုက်တာလေလားဒီအဖြစ်ဟာနှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဘယ်နေရာကနေအထောက်အကူဖြစ်သွားပါသလဲမြန်မာလူတို့ရဲ့အကျိုးစီးပွားကိုလွတ်လပ်ယူရှုနေတဲ့၍ဘယ်နိုင်ငံအစိုးရရဲ့ဩသာမဆိုမြန်မာနိုင်ငံပေါ်မတက်ရောက်နိုင်ဘူးဆိုတာကိုမတိကြိုးကြွန်ပြုနိုင်မှာလေလားနိယာတာဖြစ်တဲ့အင်အားကြီးအစိုးရတွေကိုသာကြောက်ပြီးမြမလူတို့အတိဒုက္ခရောက်မှာကိုမစိုးရိမ်မပူပန်သလို့ မတိလိုက်မတိဖာတာနဲ့ဝိလေချောင်ဘက်ယက်တီနေချတဲ့၍အာဆီယံဟာအာဖရိကသမဂ္ဂလောက်နိုင်ငံရေးကိုခံအားမရှိဖြစ်နေတော့မှာကိုမတွေးကြတော့ဘူးလားတေချာတာကတော့စကဆဟာကိုယ့်ရဲ့ရှင်သန်မှုကလွဲပြီးဘသူပေါ်မှာမှမစာနာတယ်လို့ကိုနဲ့ကိုဘတ်တော်သားတွေဘလို့မတရားလုပ်လို့မျက်ွယ်ပြုလိန်ညာဖုံးဖိတိုက်တွန်းအားပေးတာတွေလုပ်နေတဲ့အရင်ဆိုင်တသက်ပဲဖြစ်ပါတယ် သူ့ကိုအားပေးထောက်ခံကြီးကျူးဂုဏ်ပြုကြတဲ့လူတယောက်ချင်းပါတီတစ်ခုချင်းအစုအဖွဲ့တစ်စုချင်းအစိုးရတစ်စုံချင်းဟာလည်းအရင်ဆိုင်ကို အားပေးယုံနဲ့ငင်းချမ်းကြီးအစ်စ်မှန်ရတဲ့အနာဂတ်မျိုးကိုတိဆောက်ပေးနိုင်မလားဆိုတဲ့မေးခွန်းကို ဖြေချဖို့လိုပါမယ်